မင်္ဂလာပါရှင်ဗုဒ္ဓသာသမီရဟုတ်သာသမီများအတွက်လေးလပိုင်း20ရက်နေ့မှ26ရက်နေ့အထိတပတ်စာဟောစတန်ကိုဟောပြီးမှဖြစ်ပါတယ်ဒီကာလမှာဗုဒ္ဓသာသမီရဟုတ်သာသမီများဟာကောင်းမွန်တဲ့ကံတရားနဲ့ဖြစ်တန်းဖြစ်ကြွားရမယ်ကာလလို့ပြောလို့ရတယ်လုပ်ငန်းတွေရုတ်တရက်တိုးတက်သွားတာအစားအရာအောင်မြင်သွားတာ ီလိုကာလမှာဖြစ်တတ်တယ်။ကောင်းမွန်တဲ့ကံအထောက်ပံ့ကောင်းနေရရှိတတ်တဲ့ကာလမျိုးပဲ။ဒီကာလမှာလုံအောင်နဲ့ပတ်သက်ပြီးတော့ကြီးခဲ့သူအမျိုးသမီးတစ်ဦးရဲ့အကူအညီကောင်းရရှိတတ်တဲ့အထောက်ပံ့ကောင်းရရှိတတ်တဲ့အဲ့တော့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးအစအရာအဆင်ပြေသွားမဲ့ကာလမိသားစုနဲ့ပတ်သက်ပြီးတော့လေဒီကာလမှာနည်းနည်းတွေ့တွေ့နဲ့တုံးနဲ့တူနားလေမူးနဲ့ဖြစ်တန်းဖြစ်ကြော်မဲ့ကာလလို့ပြောလို့ရတယ်။ကံအားဖြင့်ကံကောင်းခြင်းဆိုတဲ့အရာဘက်ကိုဖြစ်တန်းဖြစ်ကြော်နေတာဖြစ်ပါတယ်။အဲ့တော့ လုပ်ငန်းမဆိုင်ရာမှာကံကောင်းခြင်းနေနဲ့ရှိတယ်။စိတ်အလိုမကျမှုလေးအနည်းငယ်ရှိပေမဲ့လည်းလို့စားအရာကံကောင်းနေပါတယ်။နောက်တစ်ခါကျတော့ငွေကြေးပိုင်းဆိုင်ရာငွေကြေးနဲ့ပတ်သက်ပြီးတော့အဖက်ဖက်ကနေကံကောင်းခြင်းဆိုတဲ့အသီးပွင့်ရရှိတတ်တယ်ခံစားတတ်တယ်။အဲ့တော့ကိုဒီကာလမှာအစစအရာ ိုင်မင်ညှိနှိုင်းပြီးတော့လုတ်ကြိုင်မယ်ဆိုလို့ရှိရင် အောင်မြင်လွယ်တဲ့ကာလအောင်မြင်တတ်တဲ့ကာလမွေချင်းနဲ့ပတ်သက်ပြီးရရရှိရာပြန်လဲရရှိတာမျိုးပေးစရာရှိတာမျိုးဆိုလို့ရှိရင်လည်းပြန်လဲပေးဆက်နိုင်တာမျိုးဆိုပြီးတော့ရှိရဲပေါ့နော်ဒီကောင်ကပေးဆက်နိုင်လိမ့်မယ်ပေါ့အဲ့တော့မွေချင်းဆိုင်နဲ့ပတ်သက်ပြီးမလိုအပ်တဲ့ ကိစ္စလေးမှာလည်းကုန်ကြဝါတက်တယ်အဓိကအနေနဲ့ဒီအမျိုးသမီးကိစ္စလေးမှာအမျိုးသမီးနဲ့ပတ်သက်ပြီးတော့ပဲငွေကြေးကုန်ကြတာမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်ဒီကလာမှာအမျိုးသမီးနဲ့ပတ်သက်ပြီးတော့ဒီသားအစ်ထိန်ထိန်ရမယ်အခါလို့ပဲပြောရလိမ့်မယ်အဲ့တော့ဒီကလာမှာအိမ်နောင်ရဲ့အခြေအခြေအခြေအနေပတ်သက်ပြီးစားရပြက်ဆဲနေတဲ့သူတွေတောင်ပြန်လဲပေါင်းဆက်ပေါင်းစည်းတာမျိုးနားလည်းမှုနဲ့ပြန်လဲတိဆောက်တာမျိုးလေးတွေနဲ့တုံ့တွေ့ရတတ်တယ်အဲ့တော့အိမ်နောင်ရေးဆိုလို့ရှိရင်ထုံးနီး၎င်းမယ် အဲ့တော့ဒီကာလမှာအဆင်မပြေဘူးဆိုရယ်အင်အောင်ရှင်နဲ့အင်အောင်ဘတ်တွေပြောင်းလဲတင်းမြတ်အဆင်ပြေသွားတာမျိုးတွေဖြစ်တတ်တယ်ကြုံတွေ့ရတတ်တယ်ပေါ့နော်အဲ့တော့ကြားပြည့်ကြည့်မယ်ဆိုလို့ရှိရင်ကန်ကောင်းတဲ့ဘက်ကိုရောက်ရှိနေပါကိုကိုတိုင်ကလည်းပြောမစိုးအခက်အခဲများစွာဖြစ်ကျော်ပြီးတဲ့နောက်မှာစိတ်သဘောထားနူးညံ့တိမ်ငွေ့စွာနဲ့ဖြစ်တမ်းမိလိမ့်မယ်ဖြစ်ကျော်မိလိမ့်မယ်အစရာမှာကိုချင်းစာတရားလေးနဲ့ဖြစ်တမ်းမိမယ်ပေါ့နော်အာကန်ကောင်းခြင်းတွေကိုရရှိစေတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျမကြီးပါကျမကြီးနဲ့ပတိုင်းနဲ့ပတ်သက်ပြီးတော့အနှင်းငယ်ညံ့တယ် ညံ့တယ်ဆိုတာကဟောရုတ်တရက်ဒီရုတ်တရက်နေမကောင်းထားဖြစ်တတ်တာမျိုးအဲရုတ်တရက်ဆိုတဲ့ကိစ္စမျိုးလေးဖြစ်တတ်တယ်အဲထိခိုက်ရှာနာမျိုးလေးဖြစ်တတ်တယ်ကျမိုင်နဲ့ပတ်သက်ပြီးတော့အရန်စိုးရိမ်စရာမျိုးတော့မဟုတ်ဘူးအာနည်းငယ်တော့ဉာဏ်ရှိတယ်ပေါ့နော်အဲ့တော့ဒီကလာမှာအတိုက်ခိုက်တွေနဲ့ပတ်သက်ပြီးတော့ကိုကအဲစိတ်လိုက်မှန်မှန်နဲ့ ပြောဆိုလောက်ကိုင်းတာပြဿနာတစ်ခုဆိုလို့ရှိရင်ချက်ချင်းလငယ်ဆုံးပြတာမျိုးလေးမြက်ကန်အပြင်းငန့်စီတဲ့မှားမှားမှားစီတဲ့ပေါ့အဲ့တော့ဒီကာလမှာဒေါသလျှော့ထားမယ်ဆိုရင် အစစအရာအဆင်ပြေနိုင်တယ်အဲ့တော့အမျိုးသမီးအနောက်ရှက်မျိုးကိုတတိသားဆင်ကျင်အကုန်လုံးရတယ်အဆင်ပြေတယ်အဲ့လိုမျိုးပေါ့နော်ဒီငွေကြေးပိုင်းလည်းပြေလည်လာလိမ့်မယ်လုပ်ငန်းပိုင်းတအားကောင်းတယ်အစီအဝါပြောချင်းဆိုတာမျိုးရင်းနဲ့စားရရမှာအခက်ခဲနေရအောင်ပြန်လဲအဆင်ပြေတတ်တယ်ပေါ့နော်အဲ့လိုကာလာမျိုးတွေမှာရှိတယ် ်အော်ကံတရားအပြင်ဒီကညံ့တာတော့ဒီစမပြောတဲ့အမျိုးသမီးနောက်ဆက်ပေါ့အဲ့တခုပဲညံ့တာပါကျွန်တော်ကကျမရင်နဲ့ပတ်သက်ပြီးတော့လဲအနှင်းငယ်လေးတော့ညံ့မှုရှိတယ်အဲ့တော့ဒီပြောမစို့ရဆန်းရရမြို့ကံတရားနေနဲ့ကောင်းတယ်ဆိုလို့ရှင်လဲပုံမူကောင်းမအောင်ညံ့နေတာမျိုးဆိုလို့ရှင်လဲညံ့နေမလာပဲနဲ့ရက်တန်သွားအောင်ပေါ့နော်သူ့လို့တင်းနဲ့ခြေတရားကတော့အာသာသနာအလံမှာ သာသနာအလံမှာအောင်လံထိုးဟိုးကြော်လို့ရှိပါ အဲသာသနာအလံဆယ်လက်ပေါ့နော်အာပြီးွားတဲ့ခါမိရဲ့မွေးနံထောက်မှာအလှူဒန်းပေးပါပေါ့နော်နောက်တစ်ခါကျတော့အအစာအာဟာရနင်းနေသူကိုအစာအာဟာရလှူဒန်းခြင်းငွေအဲမရှိငွေမသူကိုဒီအဲအစာအစာတို့အဲ့လိုမျိုးဆေးဝါးတက်စာတို့လှူဒန်းခြင်းကုသိုလ်မျိုးလေးဒီကာလမှာပြုလုပ်ပေးပါအဲအဲ့ဒါမိမိတို့ရဲ့ကံတောင်းမွန်တဲ့ကံအထောက်ပံ့ကောင်းပေါ့နော်ပြီးတော့နောက်တစ်ခါကျတော့ဆရာလေးတွေကို အဆန်စပါးစပါးဆန်ဆန်လူလာမျိုးပေါ့နော်ပြီးတော့စပါးဆိုလို့ရှိရင်ဟိုစာကလေးရဲ့အစာကျွေးတာမျိုးအဲ့ဒါမမီးရဲ့ကံကိုကောင်းမွန်တဲ့ဘက်ကိုတွားရောက်စေမယ့်ရည်ရည်မျိုးပေါ့ပေါ်ချက်ွားချင်းဒီဓာတ်ကိုယူတာပေါ့နော်ပြောမစို့လှူဒန်းချင်းကိုများများလေးပြုတ်လို့ပေးပါအဲ့ဒါကောင်းနေမယ်ဆိုရင်ပုံမကောင်းမွန်စေတယ်ညံ့နေသေးရဆိုလို့ရှိရင်ကောင်းမွန်တဲ့ဘက်ကိုတွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဘုဒ္ဓသာသမီရာဟုသာသမီများအားလုံးအေကျန့်တာပျော်ရွှင်သော ဘွားလေးတွေပိုင်ဆိုင်နိုင်ကြပါစေဆန္ဒနဲ့ဘွားတစ်ထည်တည်းကြနိုင်ကြပါစေရှင်ကျေးဇူးများတင်ပါတယ်ရှင်